ကိုနေနဲ့အဲ့နေချိန်မှာတော့ငွေဝယ်မနီလန်းကိုရှောင်ထားဖို့ဆိုရင်နောက်ဆုံးထွက်သက်တည်းအလုပ်လုပ်နေရပါလိမ့်မယ်။အားလုံးဝမင်္ဂလာပါ။ကျွန်တော်ဒီနေ့မှာတော့ငွေကြေးအတွက်မပူမပန်နေနိုင်စေမဲ့နီလန်းလေးတစ်ခုအကြောင်းပြောပြပေးသွားခြင်းပါတယ်။ကိုနေနဲ့ဒီအဲ့နေချိန်မှာတော့ငွေဝယ်မနီလန်းကိုရှောင်ထားဖို့ဆိုရင်ဒါကိုရဲ့နောက်ဆုံးထွက်သက်တည်းအလုပ်လုပ်နေရလိမ့်မယ်ဆိုပြီးတော့ဒါရင်းနှီးမြှုပ်နှံမှုခိုးရိုးရေးဟိုတိုင်းပါဖတ်ပြောခဲ့ဘူးတဲ့စကားလေးတစ်ခုရှိပါတယ်။ဆိုတော့ကျွန်တော်မိတ်ဆွေတရား ပြောဘူးတာရှိတယ်ဗောလေအတချို့ professional တွေအတချို့လူတွေအတလောက်ဒီဝင်ဝေး block ထိရတယ်ဗောနော်တိန်30ရတယ်50ရတယ်100စားတယ်အဲသူတားအားကြတယ်ဗောနော်ဆိုတော့ကျွန်တော်တခုမေးလိုက်တယ်ခင်ဗျာအဲသူတို့ဒီလိုဒီ professional အနေနဲ့ဒီ active ငန်းအနေနဲ့ထဲထဲဝင်ဝင်ကိုယ်တိုင်အလုပ်လုပ်ပြီးတော့ရနေတယ်ဝင်ဝင်ပြောကြလားဒါမှမဟုတ်ပဲကိုယ်တိုင်ထဲထဲဝင်အလုပ်မလုပ်ဖယ်နေဗောနော် နောက်ဆုံးတော့ကျွန်တော်တို့ဒီကိုအဲ့ဒီနောက်မှာပဲဝယ်ဝင်နေဆိုလို့ရှိရင်သဘောကျလားဒီနှစ်ခုပဲဟာပို့သဘောကျလဲဆိုတော့အားရဆိုရင်တော့ကျွန်တော်တို့ကဒီကိုယ်တိုင်ထက်ထက်ဝင်အလုံးမလုံးလဲပဲဝယ်ဝင်တာကိုပို့ပြီးတော့သဘောကျရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဆက်ပြောပြတယ်ဟိုကျွန်တော်တို့အများစုကရှိတယ်ဟိုလူတစ်ယောက်ကဒီ professional တစ်ယောက်ကသူလာတဲ့ဝင်ငွေတွေဘလောက်ဝင်နေရဆိုလို့ချင်းကျွန်တော်သဘောကျကြတာကျွန်တော်တို့ဒီငွေရှာနိုင်တာငွေဒီအများကြီးဝင်တာဒါကောင်းပါတယ်ကျွန်တော်တို့ဒီ appreciation လဲကျွန်တော်တို့လုပ်တင်တယ်ပေါ့လေဒါမဲ့ ဟိုတကယ်တကယ်မှာကျွန်တော်တို့ကဒီငွေကြေးအတွက်မပူမပန်နေနိုင်ဖို့ဆိုလို့ရှိရင်တော့ကျွန်တော်ငွေ channel နဲ့တခုတည်းနဲ့မရပါဘူး။အောက်တော့ကျွန်တော်တို့ကခုနကကိုက professional တယောက်အနေနဲ့လာတဲ့ဝင်ငွေတွေရနေတယ်ဆိုရင်တော့ကျွန်တော်တို့ကိုအလုံးလုံးနိုင်တဲ့အချိန်ပဲအလုံးလုံးနိုင်သရွေ့ပဲကျွန်တော်တို့ကဒီပတ်စံရမှာဝင်ငွေရမှာဖြစ်ပါလေ။ကိုအလုံးမလုံးနိုင်တော့တဲ့တနေ့အထူးသဖြင့်ကျွန်တော်အချမ်းမိုင်မကောင်းလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီအလုံးနာလို့ပဲဖြစ်ဖြစ်အလုံးကျုပ်သွားလို့ပဲဖြစ်ဖြစ်ပေါ့နော်။ဒါမျိုးချင်းနေဖြစ်သွားပြီဆိုလို့ရှင်ကျွန်တော်တို့ဝင်ငွေရရက်သွားမှာဖြစ်ပါတယ်။ မဆိုးဘူးဆိုကျွန်တော်တို့ဆီအောင်တယောက်သူဆေးကုနိုင်တဲ့၍သူ့မှာဝန်ကြီးကောင်းကောင်းရှိနေမယ်ကျွန်တော်သေုပ်ဆောင်တယောက်ကသူသေုပ်ဆောင်အလုပ်လုပ်နိုင်တဲ့၍လုပ်နေတဲ့၍ပေါ့နော်သူတွေကနေဝန်ကြီးရမယ်ကျွန်တော်တို့တခြား company တစ်ခုမှာလုပ်ငန်းတစ်ခုမှာကျွန်တော်တို့ဝန်ပြောဝန်ထမ်းလောက်တယ်ဆိုလို့ရှိရင်လည်းဒါကို9 to 5ရုံးတက်မယ်အလုပ်လုပ်မယ်ဒီလိုလုပ်နေတဲ့၍ကျွန်တော်တို့ကဝန်ကြီးပုံမှန်ရနေမှာပဲဒါမဲ့ပြဿနာတစ်ခုကကိုအလုံးမလုံးနိုင်တော့တဲ့ဒီနေ့ကျမကြီးရပဲဖြစ်ဖြစ်အလုပ်ပြုတ်လို့ပဲဖြစ်ဖြစ် ုံနားလိုက်လို့ပဲဖြစ်ဖြစ်ပေါ့ကျွန်တော်တို့ကိုအလုံးမလုံးနိုင်တော့ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ဝင်ငွေကလည်းရပ်သွားမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ကငွေချင်းနဲ့ပတ်သက်လို့ဒီပူပန်စရာမရှိတဲ့အခြေအနေရဖို့ဆိုလို့ရှိရင်ကိုထက်ထဲဝင်ဝင်လောက်ပြီးတော့မှရတဲ့ဒီ active income ပေါ့နော်အန်နေငံလို့လည်းခေါ်တယ်။ဒီဝင်ငွေတစ်ခုတော့ပုံမှန်မမိခိုးပဲနဲ့ကိုထက်ထဲဝင်အလုံးမလုံးလဲပဲကြားတယ်။အမကျွန်တော်တို့ကိုအိတ်နေတော့မှပဲငွေဝင်နေတဲ့ဟာမျိုးပေါ့နော်ဒီလိုဝင်ငွေမျိုးရှိမှသာလဲကျွန်တော်တို့ငွေချင်းနဲ့ပတ်သက်လို့ မပူမပန်းမကြောက်မကြနဲ့နေထိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ passive ဘင်ကန်းရဖို့နောက်ကိုယ်တိုင်ထဲထဲဝင်အလုံးမလုပ်လဲပဲဝင်ဝင်ရဖို့ဆိုလို့ရှိရင်တော့ဟိုမှာကျွန်တော်တို့ through the fin เนาะအဲနေ့လနှစ်ခုနဲ့ရတော့နံပါတ်1ကိုပိုင်းစီဝါရေးလောက်မလားကိုပိုင်းစီဝါရေးလောက်မယ်ဆိုရင်ကျွန်တော်တို့ကဒီလုပ်ငန်းတစ်ခုတင်မယ်ကိုပိုင်းအရင်နေ့ကျွန်တော်တို့ site ထုတ်အောင်မယ်ပြီးလို့ရှိရင်ဒီကုလုံငန်းလဲပတ်ပေးမဲ့ဒီဝန်ထမ်းတွေကိုတီးမှတ်ပါတယ်ဒီလိုပဲပေါ့ဒါဆိုလို့ရှင်တော့ဒီဝန်ထမ်းတွေက သူတို့စိတ်ချရတဲ့အချိန်တွေရောက်ပြီဆိုလို့ရှိရင်ငါကိုယ်တိုင်ထဲထဲဝင်အလုံးမလို့လဲပဲနောက်ဆုံးကျွန်တော်တို့ရုံးမသွားလဲပဲကိုယ့်ရဲ့လုပ်ငန်းနေပြီးတော့ဝင်ဝင်ရနေမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ပါလဲဆိုရင်နံပါတ်1ကကျွန်တော်တို့ဒီ investment လုပ်တာပေါ့နော်ဟောတချို့ကြတော့ရှိတယ်ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့သူ့မှာအကန့်အသတ်တွေရှိတယ်ဆိုတော့ကျွန်တော်ဝန်ထမ်းလုပ်ရင်းနဲ့ဒီဘက်မှာဒီ investment လုပ်လို့ရတယ် passive ပင်ငန်းလမ်းကြောင်းတွေကျွန်တော်ရှာလို့ရတယ်ဟိုမှာအင်ချမ်းမြေမှာရင်းနှီးမြှုပ်နှံလို့ရတယ် store မှာရင်းနှီးမြှုပ်နှံလို့ရတယ်နောက်တစ်ခုက ျွန်တော်တို့ဒီ commodity တစ်ခုခုပေါ့နော်ကျွန်တော်တို့ကအဲ့ဒီမှာလဲသွားကြည့်တော့ဒီ access ရခံလို့ရတယ်ဒီမှာဆိုလို့ရှိရင်လဲကျွန်တော်တို့ထားပါတော့ကိုယ်မှာအိမ်တစ်လုံးရှိရယ်ဒီအိမ်ကိုကျွန်တော်တို့အငှားချထားတယ်ဆိုဒီကနေအိမ်ငှားကလာစင်ဝင်နေပေါ့ဒါဆိုရင်ကျွန်တော်တို့ကိုယ်တိုင်ထဲထဲဝင်အလုံးမလုံးပဲနဲ့ရနေတော့ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကငွေကြေးနဲ့ပတ်သက်လို့မပူမပန်းမကြောက်မကြနေနိုင်ဖို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ active income လို့ခေါ်တဲ့ဒီထက်တဲ့ဝင်လှုပ်မှရတဲ့ဝင်ငွေတစ်ခုတည်းမှမမိခိုးပဲနဲ့ ော်ဒီ passive income ပေါ့နော်ကိုယ်တိုင်ထဲထဲဝင်အလုံးမလုံးတဲ့ပဲဒီဝင်ဝင်ရနေတဲ့လမ်းကြောင်းမျိုးကျွန်တော်တို့ကဖဏိတိဆောက်ဖို့လိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်